Fox News တင်ထောက်ဖြစ်တဲ့ Peter Dossi ကသမ္မတ Donald Trump ကိုအကူလိုမေးလိုက်ပါတယ် You had talked a couple weeks ago. You were doing an interview, and you talked about how you hope to end the war in Ukraine because it might help you get into heaven. How does how does this help? Does this help? I mean, you know, I'm being a little cute. လွန်ခဲ့တဲ့နှစ်ပတ်ကသမရရဲ့ interview မှာ Ukraine စစ်ပွဲကိုအဆုံးသတ်နိုင်ဖို့မျှော်လင့်တဲ့အကြောင်း ဲ့ဒီစစ်ပွဲကိုတမရကြီးကဥဆောင်ပြီးတော့အဆုံးသတ်နိုင်ရင်တမရကြီးကိုကောင်းနိုင်ငံတော်ကိုရောက်နိုင်ဖို့အထောက်အကူဖြစ်မဲ့အကြောင်းတမရကြီးပြောတော့ပါတယ်ဘလို့အထောက်အကူပြုတ်ပါသလဲအထောက်အကူဖြစ်ပါသလားလို့တရင်ထောက်ကမေးလိုက်ပါတယ်တမရဒိုနယ်ထရမ့်ကအခုလိုဖြေကြားလိုက်ပါတယ် I don't think there's anything going to get me in heaven. Okay, I really don't. I think I think I'm not maybe heaven bound, I may be in heaven right now as we fly an Air Force 1. I'm not sure I, I'm going to be able to make heaven. ကောင်းဝင်နိုင်ငံတော်ကိုကျွန်တော်ရောက်နိုင်ဖို့ဘယ်အရာကမှကူညီပေးနိုင်မယ်လို့မထင်ဘူး။တကယ်ကိုမထင်တာပါ။ကျွန်တော်ဟာကောင်းဝင်နိုင်ငံတော်ကိုမရောက်မဲ့သူ ဖြစ်ကောင်းဖြစ်နိုင်တယ်။အခု Air Force 1လေရင်နဲ့ခရီးပြန်တန်းကြမှာဖြစ်တယ်။ကောင်းဝင်နိုင်ငံတော်ကိုရောက်ရင်လည်းရောက်သွားနိုင်တယ်။ကောင်းဝင်နိုင်ငံကိုကျွန်တော်ရောက်မယ်ဆိုတာမသေးချဘူး။ But I've made life a lot better for a lot of people and you know as an example had the had the election of 2020 not been rigged you would have millions of people living just in russia ukraine alone that would have never happened and it didn't happen for 4 years ဒါပေမဲ့များစွာသောလူတို့ရဲ့အသက်ရှင်မှုဘဝပိုကောင်းလာအောင်ကျွန်တော်စွမ်းဆောင်နိုင်ခဲ့တယ်တဲ့2020ခုနှစ်ကအမေရိကန်သမ္မတရွေးကောက်ပွဲမှာမဲမတမာမှုမရှိခဲ့ရင်ရုရှားနဲ့ယူကရိန်းနိုင်ငံမှာပဲ လူပေါင်းများစွာ အသက်ဆုံးရှုံးရမှာမဟုတ်ဘူးအရင်ကကျွန်တော်တမရယူခဲ့တဲ့၄နှစ်သက်တမ်းမှာလဲရုရှားနဲ့ယူကရိန်းဟာစစ်ပွဲမဖြစ်ခဲ့ဘူးဘယ်သူမှတေချင်ပျက်စီးတာမရှိခဲ့ဘူးလို့ပြောသွားပါတယ်တမရဒိုနယ်ထရမ့်က သူလောက်ခဲ့တဲ့ကောင်းသောအချက်ဟာ သူ့ကိုကောင်းဝင်နိုင်ငံတော်ကို ရောက်စေနိုင်မဲ့အရာအဖြစ်ထင်မှတ်နေပါတယ်တမရဒိုနယ်ထရမ့်ဟာ Presbyterian အသင်းတော်မှာကြီးပင်းလာတဲ့ခရစ်ယာန်တအူဖြစ်ပါတယ် သမ္မတထရမ့်ဟာ ပါဝါရှိတဲ့သူ နာမည်ကျော်ကြားတဲ့သူဒေါ်လာတန်ပေါင်းများစွာကျွယ်ဝချမ်းသာတဲ့တထေးကြီးဖြစ်ပါတယ်ခရိယန်တဦးလည်းဖြစ်ပါတယ်သို့တော့ကောင်းကင်နိုင်ငံတော်ကို ရောက်နိုင်မလားဆိုတာသူမသေးချဘူးလို့ပြောသွားပါတယ်တင်ရောဘလို့လဲသမ္မတထရမ့်လိုပဲမိမိကိုယ်ကိုခရိယန်လို့ပြောပေမဲ့ကောင်းကင်နိုင်ငံတော်ကိုရောက်ဖို့မသေးချတဲ့သူ ဖြစ်နေပါသလား ကျွန်တော်တို့မြန်မာအသင်းတော်တွေတဲကကောင်းကင်နိုင်ငံတော်ကိုရောက်ဖို့မသေးချာတဲ့ခရီးရန်တွေအများကြီးရှိတယ်။တမရထရမ့်ဟာမိမိလုံနိုင်တဲ့ကောင်းသောအကျင့်တွေကြောင့်ကောင်းကင်နိုင်ငံတော်ကိုရောက်နိုင်ဖို့မျှော်လင့်တဲ့သူဖြစ်တဲ့အကြောင်း သူပြောသွားတဲ့စကားအရကျွန်တော်တို့သိနိုင်ပါတယ်။တင်ရောဘလို့လဲ။မိမိလောက်နိုင်တဲ့ကောင်းသောအကျင့်ကြောင့်ကောင်းကင်နိုင်ငံတော်ကိုရောက်နိုင်ဖို့ကြိုးစားနေတဲ့သူလား တမရထရမ်နဲ့ဂျန်နဲ့လော်ကီလူသားအားလုံးအတွက်ဖယားသခင်တတ်မှတ်ထားတဲ့ကောင်းကင်နိုင်ငံတော်ကိုရောက်နိုင်တဲ့တခုတီးသောနေလမ်းမှာအပြစ်ရှိတဲ့လူသားများရဲ့ကောင်းသောအကျင့်ကြောင့်မဟုတ်ဘူးအပြစ်ရှိတဲ့လူတို့အတွက်လဝကတ်တိုင်မှာယေရှုလောက်ဆောင်ပေးတဲ့ကောင်းသောအမှုအပေါ်မှာအမေပြုတ်ယုံကြည်ခြင်းပဲဖြစ်ပါတယ် ကောင်းသောအကျင့်ကြောင့်ကောင်းဝင်နိုင်ငံတော်ကိုဝင်ခွင့်ရရှိနိုင်တဲ့လူသားတယောက်မှမရှိဘူး။ဘာကြောင့်လဲဆိုရင်ကောင်းသောအကျင့်ကိုမကျင့်မီငရဲကြလောက်တဲ့အပြစ်တွေကို လူသားများကကျူးလွန်ထားကြပြီဖြစ်တယ်။အပြစ်ဆိုတာဖယားသခင်ပြည့်ရတော်ကိုချိုးဖောက်ခြင်းဖြစ်တဲ့အကြောင်းတိရောအခိုင်၃အခန်းငယ်၄မှာကျွန်တော်တို့ကိုပြောပြထားပါတယ်။ တမရဒိုနယ်ထရမ်နဲ့ဂျန်နဲ့လော်ဂီလူသားအားလုံးကခေါင်းတော်အကျင့်ကိုမကျင့်မီငရဲကြလောက်တဲ့ဖယားသခင်ပြည့်ရတော်ကိုချိုးဖောက်ခြင်းဆိုရက်အပြစ်တော်တော်များများကို လုံမိခဲ့ကြပြီ ဖြစ်တယ်။တစုံတယောက်သောသူကဖယားခင်ပြည့်ရတော်တွေတဲကတခုကိုပဲချိုးဖောက်ရင်အဲ့ဒီလူဟာငရဲကြမဲ့သူဖြစ်နေပြီဖြစ်တဲ့အကြောင်းယာကုပ်အခိုင်းနှစ်အခန်းငယ်10မှာအခုလိုကျွန်တော်တို့ကိုပြောပြထားပါတယ် ပညာတရားအလုံးစုံကိုစောင့်ရှောက်သည်တွင်တစုံတစ်ခု၌မှားမိလျင်ပညာတရားအလုံးစုံကိုလွန်ကျူးသောအပြစ်ရှိ၏ပညာတော်ဆယ်ပါးထဲကနဝမမြောက်ဖြစ်တဲ့ပညာတော်ထဲမှာဘုရားသခင်ကဘလို့မိန်တော်မူထားသလဲဆိုရင်ကိုနဲ့ဆက်ဆိုင်သောသူတစ်ဖက်၌မမှန်သောတတ်တေကိုမခံနဲ့လို့မိန်တော်မူထားပါတယ်လိမ်မပြောရဘူးလို့ဘုရားသခင်ပြည့်ညတ်တော်မူခြင်းဖြစ်ပါတယ် သင်ဘယ်နှခါလိန်ပြောခဲ့ပြီလဲလိန်မပြောဖို့တဲ့လူသားတယောက်မှရှိမှာမဟုတ်ဘူးတချို့လူတွေဆိုရင်တနေ့တနေ့ကို လိန်ပြောတဲ့စကားများစွာပြောကြတယ်ဗျာရိတ်ကျန်အခိုင်း27အခန်းငယ်10မှာလူသားအားလုံးကိုမိမိတို့အချက်အတိုင်းတရားစင်တော်မူမဲ့ဖရာသခင်ကအခုလိုမိန့်တော်မူထားပါတယ်လိန်လေသောသူအပေါင်းတို့သည် ကန့်နှက်လောင်သောမိအိုင်ထဲ၌မိမိတို့အဖို့ကိုရကြလိမ့်မည်ဤဒီကားဒုတယတေချင်းဖြစ်၏ဟု မိန်တော်မူ၏လိန်ပြောတဲ့စကားတခွန်းကို သင်ပြောခဲ့တဲ့နေ့ကလေးကသင်ဟာဖယားသခင်ပြည့်ရတော်ကို ချိုးဖောက်တဲ့သူခံရမယ့်အပြစ်ဒဏ်ကတော့ငရဲမိအိုင်ဖြစ်တဲ့အကြောင်းခုနကျွန်တော်ဖတ်ပြခဲ့တဲ့ဗျာဒိတ်ကျမ်းအခန်း27အခန်းငယ်10မှာဖယားသခင်ကကြိုတင်တတိပေးထားပါတယ် တမရဒေါ်နယ်ထရမ့်ဟာလိန်ပြောဖို့မှာပါတင်လဲအကြိမ်ပေါင်းများစွာလိန်ပြောဖို့မှာပါ ကျွန်တော်လဲမလွတ်ပါဘူးမိမိရဲ့ဂုံတိတ်ခါကိုကာကွယ်ဖို့ကျွန်တော်တို့လိန်ပြောတတ်ကြတယ်အထောင်းတတ်တာဖို့အတွက် ကျွန်တော်တို့လိန်ပြောတတ်ကြတယ်မိမိအချိုးအတွက်ကျွန်တော်တို့လိန်ပြောတတ်ကြတယ်လူတချို့ကလိန်ပြောခြင်းဟာငရဲကြောက်တဲ့အပြစ်မဟုတ်ဘူးလို့ထင်ကြတယ်သို့တော့ လူသားအားလုံးကိုမိမိတို့အကျင့်အတိုင်းတရားစီရင်တော်မူမဲ့ဖရာသခင်ကတော့လိန်ပြောချင်းဟာငရဲကြလောက်တဲ့အပြစ်ဖြစ်တဲ့အကြောင်းဗျာဒိတ်ကျမ်းအခိုင်း27အခန်းငယ်10မှာကျွန်တော်တို့ကိုပြောပြထားပါတယ်။နေ့တိုင်းလိုလိုလိန်ပြောတတ်ကြတဲ့လူသားများအတွက်ကောင်းသောအကျင့်နဲ့ဘလို့လို့ပြောငရဲကနေလွတ်မြောက်ပြောကောင်းကင်နိုင်ငံတော်ကိုရောက်နိုင်မှလဲ။လိန်ပြောတဲ့စကားတခုကိုကျွန်တော်တို့ပြောကြတဲ့ကကျွန်တော်တို့ဟာငရဲကြမဲ့သူတွေဖြစ်နေပြီ ယေရှုဟာအပြစ်ရှိတဲ့လူသားများကိုငရဲသွားမဲ့သူ အဖြစ်ကနေရွေးနှောက်ကယ်တင်ဖို့ယံဖယားစစ်စစ်ကနေဒီလောကမှာလူစားတစ်အဖြစ်ကိုခံယူပြီးကြွလာတော်မူသောတပါတီသောကယ်တင်ရှင်ကျွန်တော်မလိုက်ရှောက်နိုင်တဲ့ပြည့်ညတ်တော်အလုံးကိုလိုက်ရှောက်တော်မူပြော့ ပညာတော်ကိုချိုးဖောက်တဲ့ကျွန်တော်တို့ရဲ့အပြစ်တွေကြောင့်ကျွန်တော်တို့ကိုယ်တိုင်မဆက်နိုင်တဲ့ကျွန်တော်တို့ရဲ့အပြစ်ကြွေးအလုံးကိုဆက်ပေးဖို့ရန်လဝကတိုင်မှာရိုက်ထားခြင်းကိုခံရပြီးကျွန်တော်တို့ရဲ့အပြစ်တွေကြောင့်အပြစ်ဒဏ်ကိုခံရပြီးတဲ့နောက်အမှုပြီးပြီလို့မိုက်တော်မူပြော့အသက်တော်ကိုစွန့်တော်မူခဲ့ပါတယ်ယောဟန်အခိုင်း၁၉အခန်းငယ်၃၀အမှုပြီးပြီလို့ယေရှုမိုက်တော်မူခြင်းဟာ သူ့ကိုကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံတော်သူတို့ရဲ့အပြစ်ကြွေးအလုံးကိုစပ်ပြီးပြီလို့မိန့်တော်မူခြင်းဖြစ်ပါတယ်။လဝါကတိုင်မှာအမှုပြီးပြီလို့ယေရှုမိန့်တော်မူခြင်းဟာအကြီးဆုံးသောအပြစ်ကိုကျိုးလွန်တဲ့သူတို့အတွက်လည်းလုံလောက်သောပြည့်စုံသောအပြစ်ကြွေးဆက်ပေးတော်မူခြင်းဖြစ်ပါတယ်။ကောင်းသောအကျင့်အားဖြင့်ဘသူမှ ကောင်းဝင်နိုင်ငံတော်ကို မရောက်နိုင်ဘူး။ ဲဖက်အခိုင်းနှစ်အခန်းငယ်၈ကနေ၉မှာအခုလိုကျွန်တော်တို့ကိုပြောပြထားပါတယ်။ယုံကြည်သောအားဖြင့်ဂျေဇုတော်ကြောင့်ကဲတင်ခြင်းသို့ရောက်ရ၏။ကိုအလိုအလျောက်ရောက်သည်မဟုတ်ဖယားသခင်တနာတော်မူရာဖြစ်သည်။ကိုကုသူကြောင့်ကဲတင်တော်မူခြင်းသို့ရောက်သည်မဟုတ်သို့ဖြစ်၍အဘယ်သူမျှဝါကြွားစရာ အခွင့်မရှိ။တဲ့ရဲ့ကောင်းသောအကျင့်ကိုအမေပြုတ်ပြီးကောင်းနိုင်ငံတော်ကိုရောက်နိုင်ဖို့မကြိုးစားပါနဲ့ ကိုကုသူကြောင့်ကဲတင်တော်မူခြင်းသို့ရောက်သည်မဟုတ်လို့ကျွန်တော်တို့ကိုရှင်းရှင်းလင်းလင်းပြောပြထားပြီးပြီကဲတင်ခြင်းကိုခံရပြီးကောင်းဝင်နိုင်ငံတော်ကိုရောက်နိုင်တဲ့အခွင့်ဟာဖယားသခင်တနာတော်မူရာဖြစ်တည်းလို့ကျွန်တော်တို့ကိုပြောပြထားပါတယ်။ဘာကိုဆိုလိုသလဲဆိုရင်ကောင်းဝင်နိုင်ငံတော်ကိုဝင်နိုင်တဲ့အခွင့်ဟာဖယားသခင်ပေးတော်မူသောလက်ဆောင်ဖြစ်တယ်လို့ကျွန်တော်တို့ကိုပြောပြထားတာဖြစ်ပါတယ် ဘုရားခင်ပေးတော်မူသောလက်ဆောင်ကိုအခပေးဖို့မလုပ်ပါနဲ့ကျွန်တော်တို့မလုပ်နိုင်လို့သာတော်ယေရှုခရစ်တော်အားဖြင့်လှုပ်ပေးတော်မူသော ကောင်းဉာဏ်ငံတော်ကိုဝင်ရတဲ့အခွင့်ကိုအခမဲ့လက်ဆောင်အဖြစ်ပဲဘုရားသခင်ပေးသနာတော်မူပါတယ်ကျွန်တော်တို့ထိုက်တန်လို့မဟုတ်ဘူးနော်ကျွန်တော်တို့ ਨੇ ထိုက်တန်တာကငရဲဘုရားသခင်ရဲ့တနာတော်မူခြင်းအားဖြင့်ကျွန်တော်တို့ကိုပေးသနာတော်မူသောကောင်းဉာဏ်ငံတော်ကိုဝင်နိုင်တဲ့အခွင့်ဟာ ဂျေဇူးတော်ကြောင့်ဖြစ်တယ်။သင်ဟာခရိယန်ဖြစ်တယ်လို့ကိုယ့်ကိုယ်ကိုပြောပင်မဲ့ကောင်းဝင်နိုင်ငံတော်ကိုရောက်မယ်လို့မထင်တဲ့အကြောင်းရင်းဟာသင်ရဲ့ကောင်းသောအကျင့်ကို အမေပြုတ်ပြီးတော့ကောင်းဝင်နိုင်ငံတော်ကို ရောက်နိုင်ဖို့စူးစမ်းနေတဲ့အတွက်ကြောင့်ဖြစ်ပါလိမ့်မယ်။တင်ကျင့်တဲ့ကောင်းသောအကျင့်တွေကြောင့်ကောင်းဝင်နိုင်ငံတော်ကိုတင်ရောက်နိုင်မယ်ဆိုရင်လဝကတိုင်မှာယေရှုအသက်ခံမှုလိုအပ်မှာမဟုတ်ဘူး င်ကိုယ်တိုင်မဆက်နိုင်တဲ့တင့်ရဲ့အဖြစ်ကြွေးအလုံးကိုလက်ဝါးကတိုင်မှာဆက်ပေးတော်မူသောယေရှုလှုပ်ဆောင်ပေးတဲ့အပေါ်မှာအမေပြုယုံကြည်ခြင်းဟာကောင်းဝင်နိုင်ငံတော်ကိုကျွန်တော်တို့ရောက်နိုင်တဲ့တခုတီးသောနေလံဖြစ်တဲ့အကြောင်းတစ်တူဩဝါဒစာအခိုင်း၃အခန်းငယ်၅မှာလည်းအခုလိုကျွန်တော်တို့ကိုပြောပြထားပါတယ်ငါတို့ကျင့်သောဖြောင့်မတ်ခြင်းအကျင့်အားဖြင့်မဟုတ်ဘဲမိမိတနာခြင်းကယူနာတော်နှင့်အညီ ဒုတိယမွေးချင်းနှင့်ဆိုင်သောဆေးကြောချင်းအားဖြင့်၎င်းတန်ရှင်သောဝိညာဉ်တော်ဤအသည့်ပြုတ်ပြင်ချင်းအားဖြင့်၎င်းငါတို့ကိုကယ်တင်တော်မူ၏နှစ်တအခိုင်းတအခငယ်ကိုမှလည်းဖယားသခင်သည်ငါတို့ကျင့်သောအကျင့်ကိုထောက်တော်မမူရှေးကကာလမရောက်မီယေရှုခရစ်အားဖြင့်ငါတို့အဖို့ကိုယ်တော်တိုင်ကြံစီတော်မူသောခြေဆုတော်နှင့်အညီ ငါတို့ကိုကယ်တင်၍တန့်ရှင်းသောအရာ၌ခေါ်တွင်းတော်မူ၏ပြညတ်တော်တို့ကိုချိုးဖောက်ပြီးကျွန်တော်တို့ကျိုးလွန်တဲ့အပြစ်တွေကြောင့်ငရဲသွားမဲ့သူအဖြစ်ကနေကျွန်တော်တို့ကယ်တင်ခြင်းခံရပြီးကောင်းဝင်နိုင်ငံတော်ကိုကျွန်တော်တို့ရောက်နိုင်တဲ့နိလန်းဟာကျွန်တော်တို့ရဲ့ကောင်းသောအကျင့်ကြောင့်မဟုတ်ဘူးဆိုတာကိုထပ်လောင်းပြောပြရစေကောင်းသောအကျင့်ကို ကျွန်တော်တို့မကျင့်မီ ငရဲကြလောက်တဲ့အပြစ်တွေကိုကျွန်တော်တို့ကျိုးလွန်ထားကြပြီးကျွန်တော်တို့ကိုယ်တိုင်မဆက်နိုင်တဲ့ကျွန်တော်တို့ရဲ့အပြစ်ကြွေးအလုံးကိုဆက်ပေးဖို့ရန်အပြစ်ရဲ့အခသေးချင်းကိုလဝါကတ်တိုင်မှာအသေးခံချင်းဖြင့်ဆက်ပေးတော်မူသောယေရှုလှုပ်ပေးတဲ့အပေါ်မှာအမြင်ပြုပြီးသုံးရမြောက်တော်နဲ့မှာသေချင်းကနေထမြောက်တော်မူသောယေရှုကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံခြင်းကလွဲရင်အပြစ်ရှိတဲ့ ေနဲ့ကျွန်တော်အတွက်ကောင်းဝင်နိုင်ငံတော်ကိုရောက်နိုင်တဲ့အခြားနည်းလမ်းလုံးဝမရှိဘူးဆိုတာတမချန်းစာမှာအထက်ထက်သွန်သင်ထားတဲ့ဖယားသခင်တမတရားဖြစ်ပါတယ်ကယ်တင်ရှင်ယေရှုကိုတင့်ရကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်တစ်ခါမှယုံကြည်လက်ခံခြင်းမရှိသေးရင်အချိန်မနှောင်းခင်အခုယုံကြည်လက်ခံပါလို့မြစ်တာနဲ့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဘာကြောင့်လဲဆိုရင်တနေ့မှာကဘာမှာ လူပေါင်းတသိန်းခွဲ နေ့တိုင်းသေးတယ်။တင်းရဲ့အလှဲ့ဟာဒီညာလဲဖြစ်နိုင်တယ်။မနဲ့ပြန်လဲဖြစ်နိုင်တယ်။တပက်ခါလဲဖြစ်နိုင်တယ်။နောက်လာလဲဖြစ်နိုင်တယ်။အချိန်မရွေးဖြစ်နိုင်တယ်။ဒါကြောင့်နောင်တရပြော့ကဲတင်ရှင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံဖို့တင့်ကိုအချိန်ကောင်းဖယားသခင်ပေးနေတုံးအခုယုံကြည်လက်ခံပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဖယားသခင်ပြည့်ညတ်တော်တို့ကိုချိုးဖောက်ပြီးတင်ကျိုးလုံးနဲ့အပြစ်တွေအတွက် နောင်တရပြီးယေရှုကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်အခုယုံကြည်လက်ခံရင်ဂတိတော်အတိုင်းသင်ကိုကယ်တင်တော်မူမှာဖြစ်တယ်။နောင်တဆိုတာပြည့်ညတ်တော်တို့ကိုချိုးဖောက်ပြီးသင်လုံနေကြအပြစ်တွေကိုဆက်လုံနေမဲ့အစားသင်ကိုမကယ်တင်နိုင်တဲ့ပုပ်ကိုများရဲ့နောက်ကိုဆက်ပြော့လိုက်နေမဲ့အစားသင်ကို အပြစ်ဒဏ်ငရဲမိအိုင်နဲ့ အပြည့်ရတကိုးကနေရွေးနှုတ်ကဲတင်မှုလဝကတိုင်မှာတင့်ရကိုစားအသေးခံပြီးတင့်ရနောင်ဘွားအာမခံချက်ကိုအပြည့်အဝပေးနိုင်သောသေးချင်းကနေထမြောက်တော်မူပြီးယနေ့အသက်ရှင်တော်မူသော နောင်လဲအစင်ထာရ အသက်ရှင်တော်မူမဲ့တပါတီတော်ကဲတင်ရှင်ယေရှုခရစ်တော်ရဲ့နောက်တော်ကိုပဲကျွန်တော်လိုက်ပါတော့မယ်ဆိုရက်အစင်တဲ့ရှိနေတဲ့စိတ်တဘောကိုစစ်မှန်သောနောင်ဒလို့ခေါ်ပါတယ် စစ်မှန်တဲ့နောင်တနဲ့ယေရှုခရစ်တော်ထံကယ်တင်ရှင်ယေရှုအပြစ်များသောကျွန်တော်ကိုကယ်တော်မူပါ အလိုတော်ရှိသည့်အတိုင်းကျွန်တော်ကို ပြောင်းလဲပေးတော်မူပါနောက်တော်ကိုကျွန်တော်လိုက်နိုင်ဖို့အစဉ်အမြဲကိုညီမစားတော်မူပါစသဖြင့်မိမိတတ်တဲ့ဇကားနဲ့တင့်ကိုကယ်တင်မှုကယ်တင်ရှင်ယေရှုကိုခေါ်ပါစစ်မှန်တဲ့နောင်တနဲ့တင့်ကိုကယ်တင်ဖို့ကယ်တင်ရှင်ယေရှုကိုခေါ်ရင် ဂတိတော်အတိုင်းတင့်ကိုကဲတင်တော်မူမှာဖြစ်တယ်။တင့်ရဲ့အပြစ်အလုံးကိုခွန်လွတ်တော်မူမှာဖြစ်ပြီးအခုဘုရားမှာအလိုတော်ကိုနာခံနိုင်တဲ့စိတ်သဘောတစ်ကို ပေးတော်မူမှာဖြစ်ပြီးနောင်ဘုရားမှာအိုနာသေးချင်းကင်းတော်ကောင်းဝင်နိုင်ငံတော်မှာအစင်ထာရဘုံတော်ဝင်စားရတဲ့အခွင့်ကိုပေးတော်မူမှာဖြစ်ပါကြောင်းတည်င်းကောင်းပါအပ်ပါရယ်အားလုံးပေါ်မှာဖခင်သခင်ကောင်းကြီးပေးပါစေ။